မောင်ထွန်းအမကိုကူညီပေးရလို့မောင်ထွန်းအလုပ်တွေလည်းဆုံးရှုံးရတယ်။ပြီးတော့မင်းဖို့လည်းအများကြီးထိခိုက်နေတာရတယ်။အဲကြောင့်လို့မအခုပြေးတဲ့ပတ်စံဝင်ရင်းပါတယ်။ဟာကြာ။ဟိုကျွန်တော်နဲ့မမချိုင်အောင်ငကိုတည်းမှာပေါ့ဝင်ကျန်နေတပုတ်လေးတွင်ပြောနေကြတာလေ။အကယ်၍ကျွန်တော်ကဒီပတ်စံတွေကိုလက်ခံလိုက်မယ်ဆိုရင် ယူသွားလို့ငွေတက်ကိုပို့နေပါလားကြံရဲ့အကြံရဲ့အကူတို့ကလေအကြံကိုယုံကြည်လို့တိုင်းတက်တက်ကူညီပေးခဲ့တာပါအကူတို့ကူညီပေးခဲ့တဲ့ပတ်စံတိုင်းပြန်ပေးရပါပြီပုံပေးစရာမလိုပါဘူးကြံရဲ့မနဲ့အကူနဲ့စေတနာတွေကိုအကြံနားလဲပါတယ်ဒီငွေတွေပို့ပေးရဲဆိုတာကလည်းစော်ကားတာမဟုတ်ပါဘူးနော်အမတို့ကိုရရဲ့ကျေးဇူးတွေကိုဆက်တဲ့အနေနဲ့ဒီငွေတွေကိုလက်ခံပေးပါတော့မောက်လည်းတည်ရတဲ့အတိုင်းပဲတကယ်တော့ဒီအမှုကိစ္စကြီးဖြစ်နေတဲ့အချိန်မှာ အချိန်ပြီးနောက်မှာတယောက်မှရှိခဲ့တာမဟုတ်ဘူးအမနဲ့အကိုတို့ရဲ့ပြီးတော့မောင်တို့ရဲ့ပဲရှိခဲ့ကြတာအဲကြောင့်မို့လို့ဒီဝေပူတွေကအချိန်ကျေစုဆက်တယ်လို့ပဲသဘောထားပြီးလက်ခံပေးပါတော့ဟောမမေတို့အချိန်မှလည်းမူလီပူတို့လေးဟိုတမီးလေးနဲ့အမိအတွက်လောက်ရည်သမားလေးကိုမဆင်မကြည့်သွားကြတာနောက်မှအေးစိတာကြည့်ဦးမယ်နော်ရှာလာဝတ်စားရဲ့ကဲအေးစိစိစကားပြောကြအောင် ချင်တယ်။နင်နဲ့မောင်ထုံးနဲ့ကိစ္စမလဲ။ကိုရီးယားပြောနေကြတယ်။မဟုတ်ဘူးဆိုတာလည်းမဟုတ်သေးပါနဲ့။ဒါပေမဲ့အကြရဲ့။ပုံမကျေတော့ပြောဆိုဖို့တော့အနေထိုင်လို့ဆင်ချင်မှာပေါ့။မဟုတ်လေ။ပုံဝန်းကျင်ကလေကောင်းရင်လည်းပြောတယ်မကောင်းရင်လည်းပြောတာပဲ။အကြရဲ့တော့ပြောဆိုင်နေတော့အမှလည်းစိတ်မလုံးနေတာ။အမှအကြိုက်တော့ကြလေရှိလို့ခွင့်ပြုတော့နောက်ကြမှာ AC လာနေမယ်။ vidare. Jag tar hand om နာသမီးလေးကထွားပြီးလှလာလိုက်တာနာသမီးလေးကကြည်လာပြီးဆိုတော့ဝိချင်းစားစီမှာဆိုလို့မြေဆွေးထားပြီးရတယ်အကြိုင်ညီအမနိုင်တဲ့ပစ္စည်းတွေလည်းဝိစားပြီးတော့အရွယ်ရလည်းရှိသေးဆိုတော့နင်နားခက်လာတဲ့ကောင်းလေးရှိအုံနောက်နဲ့ရှိပြီးတော့ရှောင်းလို့တိပါလေမိမိရဲ့မိဒီမှာအမေမိမိဘုရားဆောင်းဝေးလာတယ် ိုက်ပါတယ်တမီးစီးကြည့်မှာပေါ့မရလေတမီးအဲ့လောက်တော့ဝေးပြနိုင်ပါတယ်နော်အမေတို့လည်းတမီးဆွဲကျွေးနေတဲ့လောက်ကတည်းကလည်းဝေးထားတယ်ဒီချောင်းဝင်တော့အမေရဲ့လုံးဝလက်စားတွေအကုန်လုံးကလေဟိုအိမ်တွင်းနဲ့ခိုးတွေကြောင့်အကုန်ပြောင်းပြီဟိုတမီးဝယ်ပြီးတာတော့အမေတေချာသိမ်းတာလို့အေးပါတမီးရေရောင်းမိုက်မလေးအခုလည်းနိုင်ပြီးတော့တထင်းပါကြီးဖြစ်လာရယ်နော်။ဟုတ်ပြီ။ရိုးနှစ်ယောက်ကလည်း ရောင်းမရင်ငါ့အတွက်ဘာပါလိုက်လို့မေးတာမရှက်ဘူးလားယင်ငါတယောက်တည်းအမှုကိစ္စနဲ့ဒုက္ခရောက်နေတဲ့အချိန်မှာအကြရင်ငါပါအကူအညီပေးရမယ်လို့နင်တို့တခုမေးခဲ့ဘူးလို့လားငါအမှုကိစ္စကြီးဒီလောက်လုံးလေချလေလိုက်နေတဲ့အချိန်မှာဘာတခုမှမကူညီပေးတဲ့အပြင်ကူညီပေးတဲ့မောင်ထုံးကပါငါနဲ့တမုတ်သေးရလေနင်တို့တွေကအဲ့ဒါငါတို့ပြောတာမှမဟုတ်တာပတ်ဝန်းကျင်ကပြောပါလေပြီလေရောင်းမရယ်ပတ်ဝန်းကျင်ကဘယ်လောက်ပဲပြောငါကိူးမဆိုင်ဘူးနင်တို့နှစ်ယောက်ကမှလေတအိမ်ထဲနေပြီးငါအတင်ကိုထိုင်ပြောနေတာဒါမဲ့အကြိုင်နင်တိလား နင်းနဲ့မောက်ထုံးတဲ့ကိစ္စကလေပုတ်လို့ပေါ်ဟုတ်လို့ကြော်နေတာပဝွင့်ကျင်မှာနင်းတို့တည်နေရလေပွားထနေတာပဲမောင်ထုံးတဲ့ကလည်းဖြစ်တယ်မဖြစ်ဆိုတော့ငါအသိဆုံးဩနောက်တစ်ခုတော့ပြောပြလိုက်ဦးမယ်ငါရဲ့အမှုကိစ္စမှာလေမောင်ထုံးကအဆဆအရရာကူညီပေးရတဲ့အတွက်ငါကျေးဇူးတင်တော့အားဖြင့်သူ့ကိုကားတစ်စီးလက်ဆောင်ဝယ်ပေးမှာအဲ့ကိစ္စကိုတရက်ပွက်လုံးတရားမျိုးပတ်ပြောလာတော့ မင်းတို့ပုံပုံလေးဘယ်မှာသွားပြီးတော့မှတ်ပုံတင်ပြပြီးတခါထုတ်မယ်နော်ဟာမဟုတ်ပတ်စံเนี่ยအများကြီးပဲဗျာဟုတ်တယ်လေမင်းတို့အမပေးတာကျွန်တော်ဘာလို့ပေးတာလဲအမောင်းထုတ်ရေအမနဲ့ကိုပေးခင်မှုမှာမင်းအများကြီးမောက်ကူညီပေးထားလေး ပြီးတော့ဒီမှုတာတိုင်းလို့ရှိရင်အမမင်းကိုထိုက်လိုက်တယ်နဲ့ကျေစုဆက်ပါမယ်လို့ငါပြောထားတာပဲ။ဟာဟာမဟုတ်တာပဲမမကြရင်ကျွန်တော်အကူညီပေးရဆိုအဲ့လိုမျှော်လင့်ချက်တက်တက်နဲ့ကူညီပေးတာမဟုတ်ဘူးမဟုတ်ဘူး။သိပါတယ်မောင်ထွန်းရဲ့။မောင်ထွန်းအမကိုကူညီပေးရလို့မောင်ထွန်းရဲ့အလုပ်တွေလည်းဆုံးရှုံးရတယ်။ပြီးတော့မင်းဖို့လည်းအများကြီးထိခိုက်နေတာရတယ်။အဲကြောင့်မလို့မအခုပြေးတဲ့ပတ်စံဝင်ရင်းပါလေ။ဟာကြ။ဟိုကျွန်တော်နဲ့မမကြရင်ငကူထဲမှာပေါက်ဝင်ချင်တယ်တပုတ်လေးတွင်ပြောနေကြတာလေ။ အကယ်၍ကျွန်တော်သာဒီပတ်စံတွေကိုလက်ခံလိုက်မယ်ဆိုရင်ပဝင်ကျင်ရလေကောင်းရင်လည်းပြောမှာပဲမကောင်းရင်လည်းပြောမှာပဲအဆင်မပြေတော့ကလည်းပြောတယ်အခုအဆင်ပြေသွားတော့လည်းပြောတယ်မင်းကဘာလို့ပဝင်ကျင်ကိုကူးဆိုင်နေပါလဲကျွန်တော်ကယောက်ျားလေးမမကျန်ရဲ့သူတို့ပြောတာကျွန်တော်ခံနိုင်တယ်ဒါပေမဲ့မမကျန်မိန်းကလေးတွေဗျာငါလေအစရေပဝင်ကျင်ကိုဂရုကိုမဆိုင်တာဟုတ်ဟိုပြီးတော့ပတ်စံတွေကလည်းအများကြီးပဲမမကျန် ဟိုဒီဘက်ဆန်နေကိုဒီမှာတုံးလို့တော့မလဲကျွန်တော်ကျွန်တော်မသိဘူးဗျာမင်းမဲပြောရင်ပက်ဆန်ရှိလို့ရှိရင်ကားလေးတစ်စီးဝယ်ပြီး black taxi လေးဆွဲကျင်နေဆိုအဲ့တော့ဒီပက်ဆန်နဲ့မင်းကားဝယ်လိုက်တော့တာမီးညလည်းမင်းကားကိုတုံးလို့ရအောင်ပေါ့ကျွန်တော်ကျွန်တော်မကြောင်တကယ်တကယ်ကျေးဇူးအများကြီးတင်ပါတယ်မကြောင်ရယ်တကယ်ကျေးဇူးအများကြီးတင်ပါတယ်ဒီမှာလည်းမင်းကျေးဇူးတင် จารย์တမိဘယ်သွားမလို့လဲအမေတမိဒီနေ့အိမ်ဝင်မှာမို့လို့အိမ်ရှင်နဲ့ရောဝဲစားနေရောတခါလေးချိန်လာတာအမေရဲ့ဟုတ်တမိဝင်မဲ့အိမ်ရောဝေးလာဝေးလာနေလာသိချင်လို့ရှင်မိဘတခါလေးလိုက်ခဲ့ပါလားအမေရဲ့ညနေစာချက်အောင်မယ်တမိရဲ့နေရလေအိမ်ကလူတွေစားစားပြီးဒီဘက်သူဝဲစားလိုက်လိုက်ခဲ့ပါလို့အဲ့ဆိုမေဦးစားမြန်သွားလဲလဲ။အေးမနေပါနဲ့တော့မေရဲ့ကိုကိုပိုင်ကားနဲ့ကိုသွားရလေ။လှလားမလှလားဆိုတာဘူးမှကြည့်မှာမဟုတ်လား။ဟုတ်ကဲ့။ င်လေးရနေချင်းစရာလေးမလားသူကြောင်းလာပါလေဒီ channel မှာလိုအပ်တဲ့ menu သူထက်ဆိုင်ပါပြီးတော့အမေအိမ်ကအရန်တက်လာမယ်ငါပြိတော့ခိုက်တာအကုန်ထည့်ပြီးရအမေရဲ့မိကြိုက်တာအိမ်လေးကတော့ကောင်းပါလေတမီးလေးဒါနဲ့တမီးတို့နှစ်ယောက်တည်းနေဖို့ဆိုလို့ရှိရင်ကြီးမနေဘူးလားအမေကလည်းနောက်ကျလို့ရှင်းမင်းနဲ့ပြင်နေတာနားနေလို့ရအောင်ပဲဟောဟုတ်အမေနဲ့ပြင်နေရတော့ခုချက်ချင်းလိုက်မနေနိုင်သေးပါဘူးတမီးရယ်တမီးကြိုက်တယ်ဆိုဝေးလိုက်ရင်ကောင်းပါရဲ့ ူလည်းကြိုက်တယ်ဆိုတော့တမီးလေးရောကြိုက်တယ်မမေကဲမင်းလည်းကြိုက်တယ်တမီးလေးလည်းကြိုက်တယ်ဆိုတော့တော့ပွဲစားကိုစီရင်ချလိုက်တော့အော်ခုခုပြောအောင်မယ်ဟိုဒီအေယုံဝယ်ပြီးတော့ပတ်စံလေးအမကြီးပွားလို့ရှင်နေနေမျိုးဒီနေနေပြပါတယ်ဒီရောက်တော့ဒီနေ့ရနေတော့နော်ဟုတ်ကဲ့ဟုတ်ကဲ့ဟိုကဒါဆိုရင်ပွဲစားရင်လည်းတခါရဲစားရစားရင်ကိစ္စလုပ်လိုက်တယ်နော်ဟုတ်ကဲ့ဟုတ်ကဲ့အင်းဒီလိုမှပြင်ပြထားရအကုန်လုံးဒီစီရအကုန်လုံး ခုလို့ဖြစ်စစ်တမ်းလိုက်ပဲတော့ခါလုံးမယ်ပြပါကွယ်တမီးကတော့ပြရအရင်တည်းနဲ့ခံစားရတယ်အတူကြီးလည်းညိုင်းဆိုင်နဲ့ပြီးတော့ချင်းနဲ့အကျဉ်းဆိုတော့စိုက်ပိုင်းနဲ့ထုတ်ဝဲတူပို့လို့ရတယ်အကျဉ်းရဲ့အခုလိုပုံညီပြရအောင်ဒီကျေစုတက်မိပါအောင်နော်ငါလေးလောက်ကုန်တာနဲ့ပြဆက်ပြအောင်ဆက်ပါမယ်ငါတို့ကအလုပ်ကလည်းပြုတ်သွားတော့တော်တော်လေးကိုခက်ခဲနေလို့မောင်ထိုးပြောတော့ပါလေငါပြင်ပြီးလုပ်ပါလေတကယ်တော့လာကြည့်လို့ရတော့မှာပဲရင်းနေရလို့ကြာပါတော့တယ် ဘာသာနိုင်ငံခြားသွားဖို့ပတ်စံတယ်မနေ့ပြန်ဆိုပေးရတော့မှာအချင်းရဲ့မမရဲ့ကျမ်းမာရေးအတွက်နေအခုလို့ကုပြီးတာရန်ဝဲတာပါလေလာပုံရင်တော့အရေးမဆက်နိုင်ရင်တော့အတူလေးတော့တေချာဆက်ပြီးတော့ကျမကတော့စကားပြောရင်ပြက်တယ်စိတ်တော်မစိုးနဲ့ကျမစီကကျွေးယူတော့ပြုံပြုံပြန်တောင်းတော့မှမုံမုံတော့ဖြစ်စေချင်တော့အေးရောတာဆိုတဲ့မော်ရယ်ကောင်းလေးကိုအိုင်တော့ဖြစ်ပေါ်လာရင်မမီလုံးဝမပခံဘူးကြားပါဟမ် ညညာကိစ္စပြီးကနဲ့ရောတာကိစ္စအပြတ်ဖြတ်လူကလေးစိတ်လဲဝင်သွားဝါကလာလည်းမပါဘူးအထင်လည်းမကြီးဘူးအေးဘာလဲလူကလေးအဲ့လိုလာဖို့ပြောနေတယ်မင်းပြောရလို့ရှင်အဲ့အကြိမ်ကြီးမသိတာလေစွာလေးလာမှလေဘာကြီးမှမသိဘူးဘာလဲပေါ့မင်းလုံးလည်းလုံးဘူးအထင်မကြီးဘူးပဲပြောရတာဝိုက်တာအေးမင်းကစိတ်အောက်တက်နေခဲ့ခံတယ်ကြောက်မင်းနေတာစိတ်တည်းထုတ်လိုက်